အားလုံးပဲမင်္ဂလာပါရှင်။၂၄နာရီတူရှာတဲ့တည်ရင်ဒီပါဆက်ဝင်စားဖရဲတည်နေကိုတက်ဆက်ပေးပါတော့မယ်။ကျမတို့မြတီကိုပါ။ရန်ကုန်မန္တလေးပါဝဲဒေတာတရှိုမန်ရှလာပုံမှန်ပူချိန်ဓာတ်ပို့ဖို့မယ်ဆိုတဲ့တည်။စီရင်နဲ့မပြေရှင်လို့ရာကြောင့်ယူရန်ကိုညီလိုက်ဆွေးနွေးဖို့အတွက်အမေရိကန်ကလန်လိုက်တဲ့တည်။အသားပြုခွင့်များကြောင့်အေဗျာတိကက်ပြဆိုမြင့်တက်လာကြောင်းတတိပေးချက်ထုတ်ပြန်လိုက်တဲ့တည်။ ။အိုနာနာကိုစော်ဒီလေးကိုမန်ရောင်းမယ်ဆိုတဲ့တင်ပါဝင်အစားရှိရဲ့ပြည်ရင်ပြပါစုံဝင်ရောက်ခွဲတဲ့တင်လေးကိုတက်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။ရန်ကုန်မန္တလေးပါဝင်ဒေသတိုင်းရှိမရှိရာပူချိန်တဲ့ပို့ပို့မယ်လို့သိရပါဗျ။ဒီတဲ့တင်ကိုတော့မြတ်တူကွာပေးပို့လာပါဗျ။ ရန်ကုန်မန္တလေးပါဝင်တိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာပုံမှန်မက်လှပူချိန်ထက်တိတိတမ5ဒီဂရီဆဲစီရဲ့ထက်ပိုနိုင်ကြောင်းမူလဝတ္တနဲ့ဇလားပေတိုင်းညွှန်ကြားမှုဦးစီးဌာနတရားပါတယ်။နေပြီးတော့ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအရာဝတီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမက်လှပြင်းပြပူချိန်ရဲ့တိတိတမ5ဒီဂရီဆဲစီရဲ့နဲ့အထက်ပိုနိုင်ကြောင်းသိရပါတယ်။ဒါအပြင်ရန်ကုန်တိုင်းဒေသကြီးအရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာ 9ရက်မှ10ရက်ခန့်နေပြီးတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကရှင်ပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ2ရက်မှ4ရက်ခန့်နဲ့ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ကယားပြည်နယ်တို့မှာတော့10ရက်ခန့်မနက်ပိုင်းမှာမြို့ထူးများဆိုင်နိုင်တယ်လို့သိရပါတယ်။အေယာဝတီမြေကြီးရှင်းနှင်းမြေကြီးဒေါထဝတီမြေကြီးနဲ့မြေတရှိမြေကြီးတလာနိုင်ပြီးဒေါထဝတီမြေကြီးပဲခူးမြေကြီးငဝံမြေကြီးတွမြေကြီးတွေလည်းမြစ်တလာနိုင်တယ်လို့သိရပါရဲ့ရှင်။ ဆက်လက်ပြီးထူးခြားတဲ့နိုင်ငံတကာဒိန်းသဘောက်ကိုလည်းတင်ဆက်ပေးကြပါမယ်။စီအန်အန်ဖြစ်ရှင်လို့ရာကြောင့်အီရန်ကိုညှိနှိုင်းဆွေးနွေးဖို့အတွက်အမေရိကန်ကနားလိုက်ပါတယ်ဒီသတင်းကိုတော့ညင်းချောင်းကပေးပို့လာပါဘာ အီရန်နျူကလ িয়ার ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့စီးရင်နဲ့ဖြစ်ချင်းရနေထောင်မရဖို့အတွက်ညနေဆွေးနွေးဖို့အတွက်အမေရိကန်ဘက်ကကမ်းလှမ်းတာဖြစ်တယ်လို့အမေရိကန်နိုင်ငံရဲ့အရှိန်အဟုန်ဆိုင်ရာထုတ်ကိုယ်စားလှယ်ဖြစ်သူစတီဝဲကော့ကပြောကြားခဲ့ရလို့သိရပါတယ်။အမေရိကန်ဆိုရဟာအီရန်ကောက်ဆာအရာတိုလာခါမီနီကိုအီရန်နျူကလ িয়ার ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့သဘောတူညီမှုရဖို့အတွက်ညနေဆွေးနွေးဖို့အတွက်ကမ်းလှမ်းထားပါတယ်။ဒါအပြင်ဆူဝတ်သူမြောင်နဲ့အာရီဘီယာပင်လယ်တွေကကိုလိုတင်မော်တွေနဲ့စစ်တင်မော်တွေကိုတိုက်ခိုက်မှုတွေလုပ်နေတဲ့ယမန်နိုင်ငံထဲမှာလှုပ်ရှားနေတဲ့ဟူသီသဘောအနေနဲ့ပတ်သက်ပြီးတော့အီရန်နဲ့သဘောတူညီမှုရဖို့အတွက်အမေရိကန်ဆို ရားဘက်ကဆွေးနွေးဖို့အတွက်ပြင်ဆင်နေပါတယ်။ဟူသီတပုံတွေကိုအီရန်ကကျွန်တော်နောက်ခံပေးထားလို့တမတ်ထားကြသလိုအီရန်နဲ့ဒါသဘောတူညီမှုရခဲ့မယ်ဆိုရင်ဆူရက်သူမြောင်နဲ့အာရေဗျပင်လယ်တွေကိုဖျက်ဆီးသွားလာနိုင်တဲ့တမောရီလွှတ်ချသွားမယ်လို့လည်းအမေရိကန်ဘက်ကတမတ်ထားပြီးဖြစ်ပါတယ်။အီရန်ဘက်ကတောက်ပြမတစုံတရာမလုပ်သေးပေမဲ့အမေရိကန်ဘက်ကတူဆောင်ဆွေးနွေးဖို့အတွက်ကန့်လန့်နာကိုလက်ခံမှုများရလို့သိရပါတယ်။နောက်ထပ်ထူးခြားနိုင်ငံတကာတင်ဒပုတ်ကိုလည်းတက်ဆက်ပေးကြပါမယ်။အသားပြုခရီးများကြောင့်အရေးပြတိခိုက်ပျက်စီးမှုတွေမြင့်တက်လာတာကြောင့်သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ဒီတိတွေတော့ညင်းချောင်းမှာပြပို့လာပါဗျ။ အသားပြုခရင်းနေလိမ့်နာကြောင့်အေဂျာတိခိုက်ပျက်စီးမှုခံစားသူတွေမြင့်တက်လာတာကြောင့်တတိပြုသုံးဆွဲဖို့အတွက်တတိပေးချက်ထုတ်ပြန်လာရတဲ့အထည်နိုင်ဂျီးရီးယားနိုင်ငံမှာအသားပြုခရင်းနေကြောင့်တိခိုက်ပြည်မာရေးဖြစ်စဉ်တွေဖြစ်ပွားနေရလို့သိရပါတယ်။ဇီးကွက်တွေမှရောက်ချနေတဲ့အသားပြုစီရလို့အမခန့်ချက်ပေးထားတဲ့ခရင်းတွေကိုမျက်နှာပါဝဲခန္ဓာကိုယ်မှာလိမ့်နာတွေကြောင့်အေးပြားလောင်ကျွမ်းနာတိခိုက်ပျက်စီးဖြစ်ပေါ်တာကိုခံစားသူတွေမြင့်တက်လာခဲ့တာပါ။အသားပြုခရင်းမှာစတီကိုစူရိုင်းနဲ့ဟိုက်ဒီကိုနိုင်တို့လိုပမာဏများများသုံးမိမယ်ဆိုရင် အေးပြားကိုတိခိုက်စေတယ်လို့တခြားပါဝင်ပစ္စည်းတွေဖြစ်တဲ့ပြတာနဲ့ကိုကျဲအဆက်တွေကလည်းအခက် တင်ရင်အေးပြားကိုတခိုက်စီတာကြောင့်ဆရာဝဲညီသားချက်တဲ့သုံးဆွဲဖို့အတွက်နိုင်ငံအများစုမှာတက်မှတ်ထားပါတယ်။ဒါပေမဲ့နိုင်ဂျီးရီးယားနိုင်ငံမှာအသားဖြစ်ခွင့်သုံးဆွဲသူတွေဟာဆရာဝဲညီသားချက်တောက်ခံနိုင်မှာမဟုတ်ဘဲနဲ့အလွယ်တကူဝဲသုံးဆွဲနေတာကြောင့်အေးပြားတခိုက်ပျက်စီးမှုတွေကျွတ်လွင်နေရတာဖြစ်တယ်လို့သိရပါတယ်။နိုင်ဂျီးရီးယားမြို့သမီးစုစုပေါင်းရဲ့ရာခိုင်နှုန်း80%ကျော်ဟာအသားဖြစ်ခွင့်တွေကိုကိုယ်တိုင်သုံးဆွဲတယ်လို့ရင်သွေးတွေကိုလည်းသုံးဆွဲစီရဲ့လို့သိရပါတယ်။ဒီမှာရှိအနေနဲ့24နာရီတွေ့တူရှာတဲ့အက္ကစားတဲ့ပုတ်ကိုလည်းနှက်ဆက်ပေးကြပါမယ်။အိုနာနာကိုစော်တယ်လေးကိုမယ်ရောက်မယ်လို့သိရပါတယ်။ ဒီသတင်းကိုတော့ညချောင်းမှာပြပို့လာပါ မန်ယူအသင်းဟာဂိုးသမားအိုနာနာကိုလာမယ့်နေရာဒီကစားသမားပြောင်းရွှေ့စည်းကွက်အတွင်းမှာဆော်လီလက်ကလာတခုခုကိုရမို့အတွက်စစ်ဆင်နေရလို့သိရပါတယ်။မန်ယူနီးပြတ်အီမိုရီယာသူ့ရဲ့ကစားကွက်မှာအိုနာနာရဲ့စစောင့်နေတွေကလိုချင်တဲ့အနေထားရောက်မလာဘူးလို့တမန်လိုက်တာကြောင့်ရရှာဖို့အတွက်အသင်းဘုတ်ဖွဲ့ကိုတီးပြပေးလိုက်တာဖြစ်ပါတယ်။ဆော်လီလက်ကလာတွေကပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့စည်းကွက်ဖွင့်ချိန်ကလေးကအိုနာနာကိုခေါ်ယူဖို့အတွက်ကလန့်မှုတွေပြုလုပ်ခဲ့ရလို့သိရပါတယ်။အီမိုရီယာအိုနာနာနေရာစားထိုးဖို့အတွက်လူငယ်ဂိုးသမားနှုတ်ကိုပြင်မဲ့ထားဆောင်ကြည့်နေပြီးဘယ်ဂျီယန်ကလပ်ရိုင်းအက်ဒဝတ်မှာကစားနေတဲ့ဂိုးသမားဆန်နီလေးမန်နဲ့လိုင်းလီ သင်းမှကစားနေတဲ့ကိုသမားလူကက်ရှိဗာလီယာတို့ဖြစ်ပါတယ်။အဆိုပါကိုသမားနှစ်ဦးလုံးဟာအသက်23နှစ်အရွယ်ပဲရှိသေးပြီးတော့အလားအလာကောင်းစားကိုသမားတွေအဖြစ်နဲ့တက်မှတ်ခံထားရတဲ့ကိုသမားတွေပါ။စံညီလေးပန်းကိုမန်စီးတီးနျူကာဆယ်နဲ့ဝက်ဆန်တို့ကခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပြီးသူ့ရဲ့ပြောင်းရွှေ့ရေးကပေါင်သန်း30ခန့်ရှိမှာပါ။လူကက်ရှိဗာလီယာကိုလည်းမန်စီးတီးတင်ကခေါ်ယူဖို့အတွက်စောင့်ကြည့်နေပြီးတော့လိုင်းလီတင်ကနေပြောင်းရွှေ့ရေးပေါင်သန်း40ခန့်တက်မှတ်ထားတယ်လို့သိရပါတယ်။အခုတင်ဆက်ပေးကြတာတွေကတော့မြန်မာရှေ့ရဲ့ဆက်ဆက်နေနိုင်တဲ့သတင်းတွေပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပေးတဲ့များအားလုံးကျမွှယ်နေကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။